မရဦးသိန်းစင်ဆွဲလက်ထက်ကရပ်ဆိုင်ထားခဲ့တဲ့ကချင်ပြည်နယ်ရှိမြစ်ဆုံရဲရဲစစ်စီမံကိန်းကိုလက်ရှိအစိုးရတဲ့လက်ထက်မှာပြည်သူ့ဆန္ဒနဲ့ပြည်တော်စုအစိုးရရဲ့ဆုံးဖြတ်ချက်အတိုင်းသာဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကဇွန်လ3ရက်ကမြန်မာနိုင်ငံဆိုင်ရာတရုတ်တမ်းအမတ်ကြီးနဲ့တွေ့ဆုံမှုပြီးမှသတင်းမီဒီယာတွေကိုပြောကြားလိုက်ပါတယ်။ပြည်သူလူထုရဲ့ဆန္ဒနဲ့ပြည်ထောင်စုအစိုးရရဲ့ဆုံးဖြတ်ချက်နဲ့ဆက်လက်ပြီးတာကိုအကောင့်တွေပေါ်သွားမှာ။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံမှတ်ကြီးနဲ့အတူမြေဆုံစီမံကိန်းကိုဆောင်ရွက်ခွင့်ရရှိထားခဲ့တဲ့ရခိုင် CPI ကုမ္ပဏီခေါ်အခု SBIC ကုမ္ပဏီကတာဝန်ရှိသူတွေဟာကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ဇွန်လ3ရက်ကကချင်ပြည်နယ်အစိုးရအဖွဲ့ရုံမှာတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ညှဉ်းဆုံစီမံကိန်းနဲ့ပတ်သက်ပြီးအပီးရဆိုင်းလိုက်မယ်ဆိုရင်နှစ်နိုင်ငံချစ်ကြည်ရေးကိုထိခိုက်စေနိုင်တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တမ်မကြီး Mr. Hong Leng ကလည်းသူ့ရဲ့အမြင်ကိုပြောကြားထားတာဖြစ်ပါတယ်။从这个法律意义上来，呃，ဥပဒေကဏ္ဍနဲ့ပြောမယ်ဆိုရင်မြန်မာနိုင်ငံအစိုးရကဒီစီမံကိန်းကိုထားရောရဆက်မယ်ဆိုရင်တရုတ်ကုမ္ပဏီကလည်းဒီရောချင်းတွေတောင်းဆိုလို့လည်းရပါတယ်။ဒီကိစ္စကအဲ့ဒီအခြေအနေအထိဖြစ်ပေါ်လာမယ်ဆိုရင်တရုတ်မြန်မာနိုင်ငံပြည်သူလူထုရဲ့ချစ်ကြည်ရင်းနှီးမှုနဲ့အကိုလည်းထိခိုက်လိုက်မယ်။ဇွန်3ရက်မှာမြန်မာနိုင်ငံဆိုင်ရာတရုတ်တမ်မကြီးဟာ ကချင်ပြည်နယ်မြစ်ဆုံဒေသကိုသွားရောက်ပြီးစီမံကိန်းကြောင့်နေရာရွှေ့ပြောင်းခံထားရတဲ့ဒေသခံတွေနဲ့တွေ့ဆုံကထောက်ပံ့မှုတွေကိုပြုလုပ်ပေးခဲ့တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ဤသက်ဆိုးနဲ့မေထွေတို့ကပေးပို့ထားတာဖြစ်ပါတယ်။